ဲမင်္ဂလာပါကျွန်တော်တို့ Entertainment Entertainment စီစဉ်ပုံမှန်လေးစနေရွှေကြိမ်ဖြစ်ပါကျွန်တော်ဒီနေ့ Discussion နဲ့လုပ်ဝေးဝေးလောက်ပေါ့နော် Time Fighter နဲ့ဆိုရင်မထိုးရဘူးရှုံးမှုများမယ်များတယ်ပေါ့နော်မြန်မာ Fighter နဲ့ဆိုရင်တော့နိုင်မှာပါနိုင်မှာတိတ်ချရဲဆိုတော့မလေး Fighter ကိုမြန်မာ Fighter အကြောင်းပြခဲ့တဲ့ online ဦးရဲ့ပွဲလေးပေါ့နော်ဆိုတော့အခု online ဦးနဲ့မလေး Fighter တို့တွေ့ဆုံနေကျွန်တော်တို့ဆက်လက်ကြည့်လိုက်အောင်အောင်တော့ဒီဆိုင်တော့မလေး Fighter တော့ ပြန်အောင်ဘောင်းမီဝတ်ထားပြီးအွန်လိုင်းဝတ်နေပေါ့နော်လေးတွေ့ရမြန်မာတွေကိုလေးကိုသင်စမောလေးထဲမှာပါနေနော်ဘာလို့ဆိုရင်တော့ဘာမှမလုပ်ထင်တယ်ပေါ့နော် ဝက်ဆာနဲ့အွန်လိုင်းဦးချုပ်လူတွေနဲ့တိုက်တယ်ချုပ်လူတွေအပြန်တိုက်ကြရင်နော် ောင်နိုင်ဦးအောင်နိုင်ဦးထုတ်ပေါက်ကအိမ်မှုနေတော့အိမ်မှုနေတော့နည်းနည်းဆင်တယ်နော်မလီဘဲကတော်တော်နဲ့ရိုက်တဲ့အောင်နိုင်ဦးကို တော့ကျွန်တော်ပြည်စုံမယ်နော်ပထမချိန်မှာတော့မလေးဖိုက်တာကသူသူထင်သားတယ်လို့ပဲနော်နည်းနည်းလေကူနေတဲ့ပုံစံပေါက်နေနော်ကျွန်တော်တို့ကစီစားပါပြီต่อยขวาเทเลนเพชรสีสัน ông này ư ừ, chỗ đủ để ra cho tay đấy lấy phải ra đấy chỗ đủ để tiền tay để nó lên xuống ra tiền đi ra đấy กับขวาแยกก่อนครับเร็วยาวก่อนวันนี้จะจะต่อยคนหนึ่งทีไปกระชากไปขวาเข้ามาเออรองลูกด้วยสิจะพิสูจน์ไหมเนาะ ตัวเตะสีจะชุดละวิโอ้ผู้ชายคนไหน ขวาก็ไปยิงตูกับซ้ายแล้วก็ตูกับขวาตูกับซ้ายแข่งคอนแข่งคอนတင်ရှင်လာပြန်အောင်နိုင်ဦးတောက်လျှောက်ဖျားပေးရင်နော်သူသူနေတိုက်လို့ကျင်းမှုမှာ ဟုတ်လားဦးချုပ်လူတွေနဲ့တိုက်တယ်အိုးဟုတ်လားအလုံးတော့ဆက်ဖျားပေးတယ်နော် ဒူးတွေနဲ့တိုက်တယ်ဘယ်ဘယ်လူညာဒူးတွေတိုက်ရနော

ထုတ်သူတွေတိုက်တယ်အိုး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 နိုင်ကြတယ်ပဲနိုင်ယူချိုးကကြီးနိုင်ယူချိုးကနိုင်ယူချိုးကကြီးနိုင်ယူချိုးသားကြီးနော်မလေးဖိုက်တာနိုင်ယူချိုးသားကြီးမြန်မာတွေကိုအထင်သေးတယ်မလေးဖိုက်တာနော်အောင်နိုင်သူရဲ့ဒူတိုက်ချက်ကြောင့်နိုင်ယူချိုးပြီးတော့ပရော့ချူအစမှလည်းရှုံးမိခဲ့ရပြီနော်ဒေတာလေးကတော့မြန်မာဖိုက်တာလောက်ဆိုရင်တော့နိုင်မှာပါဆိုလဲအောင်နိုင်ဦးမလေးဖိုက်တာကိုဇရိုရရှိမှလည်းဒူတိုက်ချက်နဲ့အလေထိုးသွားခဲ့တဲ့အောင်နိုင်ဦးရဲ့ပိုလီဘောနော်ဆိုတော့အဆုံးနဲ့ကြည့်ပြီးတဲ့အတွက်လည်းအောင်နိုင်ကျေးဇူးတင်ပါတယ် လူစုဝင်စားစရာလုံးဝပွဲပေါ်နေနေစင်းနေမြောက်ပုံမှန်တစ်ဆက်ပြီးတော့ဖိလစ်ပိုင်ယူ YouTube channel နဲ့ subscribe လုပ်တော့ပြီးကြအောင်အားလုံးကျေးဇူးတင်ပါတယ်